သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ဂျွန်လ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်ကောင်စီတက်အတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထွန်းအောင်ကမဟာမျက်မှုနှစ်ဖျားကြီးကိုရွှေသွန်းပိတ်တန်နဲ့ကျက်သိန်း2600လှူဒန်းမှုကုသိုလ်ဒါနမမြောက်တော့ဘာသာရေးခုတုံးလုံးမှုသာဖြစ်တယ်လို့ဝေဖန်နေကြောင်းတင်ဆက်ပေးပါမယ် ပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တော်လက်နက်ကင်းများဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထွန်းအောင်ကမန္တလေးမဟာမျက်မှုနှင့်ဖျားကြီးကိုရွှေသုံးပိတ်တာနဲ့ကြက်သိန်း2600လူတန်းမှုမှာကုသိုလ်ဒါနမမြောက်တော့ဘာသာရေးခုတုံးလုံးမှုအဖြစ်ຫນွေဥတော်လန်ရေးဘာသာပေါင်းစုံကိုရဲမှဆရာတော်ဦးဝရမကဝေဖန်မိန့်ကြားလိုက်ပါတယ်။ဇွန်လ9ရက်နေ့မန္တလေးမဟာမျက်မှုနှင့်ဖျားကြီးကိုလက်နက်ပွဲစားနိုင်ထွန်းအောင်နဲ့မိမဝေဝေရင်ကရွှေသားသုံးပိတ်တာနဲ့ငလင်ကြီးကြောင့်ပျက်စီးခဲ့တဲ့အရှိဆောင်တန်းကားပြက်ပြတ်တဲ့ ကျောင်းတော်ကြီးတန်6တန်တိဆော့ပြုပြင်ရန်အတွက်ကျက်သိန်း2600တန်လူဒန်းကြောင့်သိရှိရပါတယ်။ပြည်သူလူထုကိုတတ်ဖြတ်ရမှာအုံပြုနေတဲ့လက်နက်ခဲယမ်းများတင်သွင်းစီးပွားရှာနေတဲ့လက်နက်ပွဲစားကဖျားပြုပြင်ရန်ငွေလူဒန်းချင်းမှာဒါနကုသို့မဖြစ်ကြောင်းယင်းလူဒန်းမှုမှာတိုင်းသူပြည်သားများကိုလှည့်ပြရန်ဘာသာရေးခုတုံးလုံးမှုသာဖြစ်ကြောင်းရွေဦးတော်လန်ရဲ့ဘာသာပေါင်းစုံကိုရမဆရာတော်ဥဝရမကမှတ်ချက်ပြုမိန့်ကြပါတယ်။တနည်းပြောရရင်ဘာကုတို့မှမဖြစ်နိုင်တဲ့လှည့်ပြမှုပေါ့။တိုင်းသူပြည်သားကိုလည်းလှည့်ပြတယ်။ သူလိုချင်တဲ့အကျိုးစီးပွားကိုဘာသာရေးခုတုံးလုပ်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ရဖို့နေနေတာတာမူလအခြေခံတဲ့စိတ်ကိုကလိန်ညာတဲ့စိတ်ဖြစ်နေတာပေါ့ဒါကအကျိုးစီးပွားကိုအခြေခံတယ်ဘာသာရေးကိုအတုံးချတယ်ဗုဒ္ဓရဲ့ပုံရိပ်ကိုပါထပ်ပြီးတော့ခုတုံးလုပ်တယ်ဆိုတော့ကုသိုလ်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးတခုတော့ရှိတာပေါ့သူတို့ရဲ့အကျိုးစီးပွားရဲ့ပြည်သူလူထုကိုလှည့်ပြားခြင်းရဲ့အာနာရှင်ရဲ့အလိုကျရဲ့ဆိုတဲ့လောက်ရဲ့အနေနဲ့တော့တိုင်းသူပြည်သားကိုပို့လှည့်ပြားလို့ရပါတယ်တနည်းပြောရရင်တော့သူအကျိုးစီးပွားပို့ဖြစ်မယ် အာနာရှင်ပို့အလုတ်လုတ်လို့ကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရရှိမယ်လို့ဥစဉ်အနေနဲ့ကတော့မြင်ပါတယ်လို့နှွေဦးတော်လန်ရဲ့ဘာသာပေါင်းဆောင်ကွန်ရက်အဖွဲ့မှဆရာတော်ဦးဝရမကမိန့်ကြပါတယ်။နိုင်ထွတ်အောင်ဟာစစ်ကောင်စီတက်အတွက်စစ်လက်နက်ခဲယမ်းများဝယ်ယူပေးနေတဲ့ပွဲစားများထဲမှာတဦးဖြစ်ပြီးအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့စစ်လက်နက်များရဟတ်ယင်များအပိုပစ္စည်းများကိုဝယ်ယူပေးရမှချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း Justice for Myanmar GFM ရဲ့2023စက်တင်ဘာလအတွင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ အထူးသဖြင့်နိုင်ထွက်အောင်မှာရုရှားတိုက်လေရင် MiG 29ဂျက်တိုက်လေရင်ရဲ့အစိတ်အပိုင်းများမြန်မာပြည်သို့ရုရှားမှတင်သွင်းရမှာအဓိကပါဝင်သူဖြစ်ပြီး American ဥရောပသမဂ္ဂအပါအဝင်အနောက်နိုင်ငံကြီးများရဲ့စီးပွားရေးပိတ်ဆို့မှုကိုခံနေရသူလည်းဖြစ်ပါတယ်။နိုင်ထွက်အောင်ကမြန်မာနိုင်ငံမှာ International Gateways Group of Germany တည်ထောင်သူဒေါက်တာနိုင်ထွက်အောင်ကစစ်ကောင်စီတပ်အတွက်တရုတ်နဲ့ရုရှားတို့ထံမှစစ်လက်နက်ခဲယမ်းနဲ့အပိုပစ္စည်းများဝယ်ယူပေးနေတဲ့ဂျာကန်ပွဲစားဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့ရေးမြို့နယ်အာယုတောင်ရွာထိပ်မှာရှိတဲ့စစ်တပ်ဂေစခန်းကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်သားများအလုံးပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ရွာထိပ်မှာရှိတဲ့အကြံဖတ်စစ်တပ်ဂေစခန်းကိုဝင်ရောက်တိုက်ခိုက်စဉ်မှာစစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးသွားကြောင်းရေးဘလူအဖွဲ့တိုက်ရင်မှုကပြောကြားပါတယ်။ဇွန်လ၈ရက်နေ့မှာအကြံဖတ်စစ်တပ်ရဲ့ဂေစခန်းကြီးကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြံဖတ်စစ်သားအားလုံးပြန်လည်ကုခံခြင်းမရှိဘဲဂိတ်စကန်းကိုစွန့်ခွာကထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သူတို့ဘက်ကပြန်လည်တိုက်ခိုက်မှုမရှိဘဲစွန့်ခွာသွားပါတယ်။အခုစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရန်နေပါသွားပါပြီ။နောက်နေရာတွေလည်းဝင်ရောက်ရှင်းနိုင်ခဲ့တယ်။အားလုံးပေါင်း9နေရာတိတိပြန်လည်စွန့်ခွာသွားပါတယ်လို့ရီးဘလူးတရင်မှုကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ရဲ့အာယုတောင်ထိတစ္ဆက်စကန်းအာယုတောင်ရွာဝါကြောင်စကန်းကွန်တူးကြည်ရွာဖယားကုံစကန်းပေါ်တော်ကြည်ရွာထိတ် ကွန်တစ်တော့စခန်းမှာရှိတဲ့အကြံဖတ်စစ်ကောင်စီဝင်များဟာပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာတက်မှန်သိရှိရတဲ့သတင်းကတော့မြင်းကြံမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအကြံဖတ် စစ်တပ်စစ်ကြောင်းနဲ့တဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မြင်းကြံမှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ဇွန်လ၂ရက်နေ့နနက်9:30မိနစ်ခန့်အချိန်မှစတင်ကမြင်းကြံမြို့နယ်တရင်ဘူကြေးရွာကိုအင်းအားတရာခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ခမာရ15မှာအကြံပတ်စစ်ကောင်စီတပ်သားများနဲ့လေတိရွာကြောက်ပြုတ်ကြေးရွာတို့မှတဆွဲထားတဲ့ပြူစောတီများကိုတော်လန်ရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိမှုများပြားပြီးစစ်ကောင်စီတပ်သား9ဦးသေဆုံးကတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတော်လန်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွားချိန်မှာအကြံဖတ်စစ်ကောင်စီတပ်သားများကကြာတိုး၍ကြောက်ပြုတ်ရွာအနီးတီလိုက်လံတိုက်ခိုက်ခဲ့ပေမဲ့ထိခိုက်မှုများပြားတဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေ20ထပ်မနဲ့ထိခိုက်သူရှိတယ်လို့သိရပါတယ်။တေတာတော့9ခေါင်လောက်ရှိတယ်။ထိခိုက်တာကများတယ်။စကစကမနဲ့အစောကြီးကတည်းကရောက်နေတာအင်အား100လောက်နဲ့စစ်ခွေးတေတာက9ခေါင်တေတယ်။အထိခိုက်ကများတာစေယုံရောက်ပြီးတေတာကတော့မသိရဘူးလို့ နဂနီပျောက်ကြားတပ်ဖွဲ့မြင်းကြံမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အစုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နေတော့နဂနီပျောက်ကြားတပ်ဖွဲ့နဲ့နေမြေကံမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့နောင်ချိုမှာထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ TNL ပူးပေါင်းတပ်တို့အကြတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်မှတိုက်စုံထိခိုက်မှုများစွာနဲ့စုတ်ခွာပြီးစစ်တပ်တင်ယူထားတဲ့ကံကြီးရွာကိုတော်လန်ရေးတပ်များပြန်လည်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်မှုများပြား၍ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ယမန်နေ့ဇွန်လ၈ရက်နေ့မှာနောင်ချိုမြို့နယ်တောင်ခမ်းရွာမှကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNL ဦးဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အစိုးရထိတွေ့တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုများပြားခြင်းကြောင့်စစ်ကောင်စီတပ်သားများယင်းနေ့ည9:53မိနစ်ခန့်မှာတောင်ခမ်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။တောင်ခမ်းရွာကနေကန်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်တဲ့စစ်ခွေစစ်ကြောင်းကတော့ကန်ကြီးရွာဘက်ကနေပြန်ဆုတ်သွားပြီးကန်ကြီးရွာကိုတော်လန်ရေးအဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို TNLA ပူးပေါင်းမဟာမိတ်တပ်များဖြစ်တဲ့ DPLA တပ်ဦးနဲ့ PDF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကယခုဇွန်လအတွင်းအပြစ်ရဲကြေညာထားပေမဲ့လည်းနောင်ချိုမြို့နယ်တောင်ခန်းကျေးရွာမှာစစ်တပ်နဲ့တိုက်ပွဲများတောက်လျှောက်ဆုတလို့ဖြစ်ပွားလျက်ရှိပြီးစစ်တပ်ကရက်ဆောက်ဘက်မှစစ်ကူအင်အားများလက်နက်ခဲယမ်းများဖြည့်တင်းလျက်ရှိကြောင်းနှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေကြောင်းစစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းနဲ့တိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများဇက်တိုက်ဆုတလို့လှုပ်ဆောင်နေကြောင်း စည်ရေးအရာနှစ်ဖက်တီးတွေ့မှုများရှိနေပြီး TNLA ကစည်ရေးပြူဟာအရာဆောင်ရွက်လျက်ရှိကြောင်း TNLA ပြောခွင့်ရလွေးရီဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တန်မတန်ပါလီရဲ့လာဆိုတဲ့ဆရာလာဆိုးဝေရဲ့သတင်းဆောင်ပါလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာတရုတ်သမ္မတရှီကျင်းဖင်နဲ့မင်းအောင်လှိုင်တို့85နှစ်မြောက်တန်တမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ်တဝင်းလွန်များမနေ့ကအပြန်အလှန်ပေးပို့ခဲ့ကြတယ်လို့သိရှိရပါတယ်တကယ်တမ်းမှာ ထိုစဉ်ကမြန်မာပြည်သူများအားကိုစားပြုနေတဲ့ဖဆပလအစိုးရကတရုတ်ကွန်မြူနစ်အစိုးရကိုဥဥဖြတ်ဖြတ်အတိအမှတ်ပြုခဲ့ခြင်းဖြစ်ပါတယ်ထို့သောကျေးဇူးရှိပေမဲ့လည်းဆွေမျိုးပေါက်ပေါ်စကားတွင်တွင်ပြောကမြန်မာတို့အပေါ်တောက်လျှောက်ကျေးဇူးမဲ့တဲ့အမှုကိုပြုလာခဲ့သည့်ကြီးတာဖြစ်ပါတယ်ယခုရှင်ချင်းဖြစ်ရဲ့အတွေးခေါ်များဆိုတဲ့စာအုပ်ထုကြီးကိုတရုတ်နိုင်ငံသားများမဖြစ်မနေဝယ်ယူဖတ်ရှုနေရချိန်မှာအတွေးခေါ်ပညာရှင်ကြီးဖြစ်တဲ့မိမိတို့ရဲ့ခေါင်းဆောင်ကြီးဟာလူမိုက်တာတာအဆင့်သာရှိတဲ့လူတအူးနဲ့ အဘဲကြောင့်များထို့သို့စာတတန်ပေတတန်ဆက်သွယ်နေရသည်ဟုတွေးကောင်းတွေးမိကြပါလိမ့်မယ်။မင်းအွန်လိုင်းကလည်းကြုံလာသည်။အခမ်းအနားတိုင်းကိုအလွတ်မပေးဘဲစင်ပေါ်တက်က၎င်းရဲ့အယူအဆများကိုအထင်ကြီးလာလိမ့်မလားဆိုတဲ့အတွေးနဲ့အမြဲလိုလိုထုတ်ပြောလိရှိသူဖြစ်ပါတယ်။ယခုလဲမေလ30ရက်နေ့ကပြုတ်လုတဲ့ငလင်အပြည့်စီးပွားရေးနလန်ထူရေးဖိုရမ်မှာသူ့ရဲ့စီးပွားရေးအယူအဆများကိုမိကွန်းခြွေခဲ့ပြန်ပါတယ်။အဲ့ဒီမိကွန်းနဲ့မှာနိုင်ငံခြားအရန်ငွေများပြက်လက်နေတဲ့အကြောင်းများရောက်လာတဲ့အခါမှာတော့ အောက်တွင်ထိုင်ပြီးပြောသည်မနာထောင်နေုံမြမကလိုက်လံရေးမှတ်နေကြရသူများအဖို့ကကြားနေကြနိုင်ငံသားမှစီးပွားရေးပိတ်ဆို့မှုပြည်ပရင်းနှီးမြှုပ်နှံမှုခန်းချောက်လာနေခြင်းကုံသွေးရစ်ထိကြိုက်လာနေမှုများသာပြောတော့မဲလို့ယူဆခဲ့ကြ၍အထူးအထွေလိုက်မှတ်နေစရာမလိုအရင်ပြောပြီးသားများတဲ့ကကူးချလိုက်ယုံသားလို့တွေးပြီးလက်ညောင်းတတ်တာသွားပြီးလို့စိတ်အေးလက်အေးဖြစ်သွားကြပါတယ်။သို့သောမမျော်လင့်မဲ့မင်းအွန်လိုင်းကတရခန့်အစ်စ်ကိုဆွဲထုတ်လာခဲ့ပါတယ်။ကြားရသူအပေါင်းလဲမျက်လုံးပြူမျက်စံပြူဖြစ်ကုန်ကြပါတယ်။ မင်းအွန်လိုင်းဆွဲထုတ်လာတဲ့တရားခဏ်ကတော့လူများပြပတော့ခရီးအထွက်များသောကြောင့်ဟူ၍ဖြစ်ပါတယ်။မင်းအွန်လိုင်းကတို့တို့မြည်သူများမထင်ထားတဲ့အကြောင်းရင်းကိုအလက်ကားမှတ်တင်ပြောနေခြင်းမဟုတ်၎င်းရဲ့လက်ထဲမှာ departure list ကိုကန်၍ပြပထွက်ခွာသူအရေးအတွက်မြည်များရှိကြောင်းကိုးကား၍ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ပြပခရီးထွက်ရင်လမ်းလျှောက်သွားလို့မရလေရင်စီးရတာမဟုတ်လားဟု၎င်းရဲ့ theory ကိုတတ်တည်ပြသွားခဲ့ပြန်ပါတယ်။ အဲ့ဒီလိုအခိုင်အမာဆိုလာ၍ရုတ်တရက်စုကမြန်မာပြည်သူများအရင်ချမ်းသာနေကြ၍ပြည်ပတို့ဥတဟုအပန်းဖြီခရီးများထွက်နေကြ၍လောဟုထင်เสียရှိပါတယ်။တကယ်တမ်းတော့အများစုဟာ၎င်းတို့ပေးထားတဲ့ဒုက္ခများကြောင့်စားဝတ်နေရအတွက်ပြည်ပမှာတွားရောက်လုက္ကင်နေကြရပြီးလူငယ်များဟာလည်းစစ်ထဲသွင်းခံရမယ့်အရေးကြောင့်ပြည်ပမှာတက်လို့ရမယ့်ကြောင်းမှန်သမျှရှာဖွေတက်ရောက်နေရခြင်းကြောင့်ပဲဖြစ်ပါတယ်။ယခင်က၎င်းတို့အတွက်နိုင်ငံခြားငွေစုဆောင်းပေးနိုင်ရန်အလုပ်ကိုစပိန်စီးတွားဟင်းချက်လျင်စီလျှော့ထက် ြည်ပကိုမြတ်မြတ်တင်ပို့နိုင်အောင်လှုပ်ရှားလို့ပြောနေရာကနေယခုလဲလေရင်မစင်းနဲ့ဟုပြောလာပြန်၍စိတ်တော်သည့်ဘောင်းတော်ညိတ်များကပြည်ပထွက်ခွာခွင့်ကိုပို့၍တင်းကျပ်လာအောင်ကြံစီနေလောက်ပြီဖြစ်ပါတယ်။အဲ့ဒီလိုပြည်ပဝင်ငွေမရပါကတိုင်းပြည်ဟာတဖြည်းဖြည်းပြိုကွဲသွားလိမ့်မယ်လို့လဲအမျော်အမြင်ကြီးစွာပြောလာပြန်တာကိုသိရပါတယ်။သို့သော၎င်းတို့စီးမဲ့လေရင်ကြီးကိုပင် အတွင်းထဲမှာပြန်လည်နေအောင်နိုင်ငံခြားငွေများစွာသုံးဆွဲ၍စိတ်တိုင်းကြမောမှန်ခဲ့တာကိုတော့အောက်မှာထိုင်နေကြတဲ့သူများမသိကြပဲနေမိမဟုတ်မင်းအွန်လိုင်းက၎င်းစိတ်ကူးပေါ်ရာပြောခွင့်ရနေဒီမှာမှန်ပေမဲ့လေအဲ့ဒီလိုအပြောများက၎င်းဦးဆောင်လက်ညုံမှုကိုတသွေးမတိတ်နာခံနေရတဲ့ကြံစစ်သားခေါင်းဆောင်များရဲ့အတွေးခေါ်ဟာလဲမိသည့်အစ်စ်မျိုးသာရှိမည်ဆိုသည်ကိုခံမှန်း၍ရအောင် ပြဆိုနေခြင်းလည်းဖြစ်ပါတယ်ပြည်သူများကိုဂယုမဆိုင်ပဲမိမိပြောခြင်းရပြောခွင့်ရသည်ဆိုအောင် ပတ်ဝန်းကျင်နိုင်ငံများရဲ့ခေါင်းဆောင်များကြားပါကမြင်းများအထိအထင်သေးရှုတ်ချလောင်ပြောင်ကြမည်ဆိုသည့်ကိုသတိထားသင့်ပါတယ်။၎င်းတို့တိုင်းပြည်ကြီးပွားတိုးတက်ရေးအတွက်နေ့စဉ်လိုခေါင်းပုံမတက်လုံနေကြရသူများကတခါတလေအပြင်းပြေရီမောနိုင်အောင်မင်းအောင်လိုင်းပြောသည်များကိုနေ့စဉ်ပြုစုပြီးပို့ပေးဖို့၎င်းတို့တန်ယုံများကိုပင်အကြောင်းကြားခြင်းကြားထားလောက်ပြီးဖြစ်ပါတယ်။ထို့ကဲ့သို့ပုံကူများကြောင့်လည်းအာဆီယံဥက္ကဋ္ဌအဖြစ်ဆက်ခံရသူတိုင်းနာမည်ပြက်ကင်းကြုံနေကြရပြီးဖြစ်ပါတယ်။ ပြည်သူများရဲ့တရားတော်တွန်းလှန်စစ် မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ